အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်ကောင်းမွန်သောအလေးတနည်းဖြစ်ပါစို့ဒီညကနေပြီးတော့စုံမကောင်တောင်းပေးလိုက်ပါတယ်ဘောနော်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့နောက်ဆုံး update သတင်းတွေနဲ့ပတ်သက်ပြီးမင်းညကလစ်ဗာပူးအပြောင်းအရွှေ့ပတ်သက်ပြီးတော့သတင်းတွေထပ်ပြီးတော့ထွက်ပေါ်လာခဲ့တယ်ဘောနော်အဲ့တော့ လီဗာပူးတည်နေတာကျွန်တော်ဒီနှစ်ဒါကျွန်တော်ຫນွေရာသီမှာသူတို့နေအပြောင်းရွှေ့အလွတ်လွတ်တာမပြီးသေးပဲနဲ့သူတို့နေတိုက်စစ်မှုတူမာကတ်ထဲမှာဆက်လက်ပြီးတော့ရှာဖွေနေစေဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်နေဆိုအကုန်လုံးသိပြီးသားဖြစ်လိမ့်မယ်။ဒါကျွန်တော်မနေ့ကလည်းတင်ဆက်ပြီးထားတယ်။ဒါပေမဲ့မနေ့ညကဒါလီဗာပူးဘက်ကနေပြီးတော့ဒါလီဗာပူးအသင်းနေနဲ့အခုလက်ရှိမှာသူတို့ပြင်မှတ်ထားနေတဲ့ဟူဂိုအက်ကတိုက်ရဲ့ဒါကျွန်တော်အပြောင်းရွှေ့နေပတ်သက်ပြီးဈေးတက်မှတ်ထားခဲ့တဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။ဟူဂိုအက်ကတိုက်ကိုလက်ရှိမှာဖရန်ဖတ်ဘက်ကနေပြီးတော့ယူရိုတန်100 ယူရိုတန်80ရောင်းမဘူးယူရိုတန်100ဈေးသတ်မှတ်ထားခဲ့တယ်။ယူရိုတန်100ဈေးသတ်မှတ်ထားတဲ့အချိန်မှာလစ်ဗာပူးတင်းကဟီဂိုအက်ကတက်ကိုဒီနေ့နှွေရာသီမှာခေါ်ယူတော့မှာမဟုတ်ဘူးလို့သိရတယ်။အဲ့တော့လစ်ဗာပူးတင်းရဲ့ဒီနေ့နှွေရာသီအပြောင်းရွှေ့ကဒါလက်ရှိမှာဒီလောက်ပဲဆိုတဲ့ပုံစံမျိုးဖြစ်သွားတာလားဆိုတဲ့မေးခွန်းများစွာနဲ့အတူဒါပြည်သက်တွေမြေးလာခဲ့တယ်။အဲ့တော့လစ်ဗာပူးတင်းရဲ့ဒီနေ့မှာတကယ်တမ်းအမှန်တိုင်းပြောင်းပြီးလိုက်ပြီဆိုတော့မပြီးလို့ရတဲ့အနေထားတစ်ခုရောက်လာခဲ့ပြီ။ Florian Risk ကဒါတော့ကြာနေမှာဆေးစစ်မယ်။ဒါကျွန်တော်တို့ Florian Risk နဲ့အတူဒါကျွန်တော်တို့ မီလိုကရာကက်စ်ကလည်းဒါကျွန်တော်တော်တော်လေးကိုမဆိုးတဲ့အဲအချစ်ဟိုဟာပေါ့မဆိုးပါဘူးရှေ့မရောက်တဲ့ဟိုရှေ့မရောက်တော့ဘူး အေးဘောမဘော sorry မဝေးလာတဲ့အနာကက်မှာအေးဟုတ်တယ်စကလုံးကမထွက်ဘူးမဝေးလာတဲ့အနာကက်မှာလည်းမီလိုကရာကက်စကတာမကြခင်ဒါကြောင့်လေဘုတ်ကစားသမားဖြစ်တော်မှာရောမှာပြဿနာကြည့်မယ်ဆိုရင် Jeremy Frankbaum ဒါ Florian Ris ဒါကျွန်တော်တို့လက်ရှိမီလိုကရာကက်စဒီလိုကစားသမားတွေအပြောင်းရွှေ့နေတူဒါကျွန်တော်တို့ပြီးဆုံးသွားတော့မှာလားဆိုတဲ့မိကွန်းတွေကိုကျွန်တော်ဒါမီးနေတဲ့တွေရှိအဲ့တော့အမှန်တမ်းပြောရမယ်ဆိုတော့ yes ဒီအပြောင်းရွှေ့နေတူ Liverpool အသင်းကဒါကျွန်တော်တို့ဒီအပြောင်းရွှေ့မှာနေပြီးဆုံးသွားနိုင်နေဆိုတဲ့အဖြစ်က အဖြေကိုမေးမယ်ဆိုရင် yes မှန်ပါတယ်ဒီပြောင်းရွှေ့နိုင်တယ်ပြီးသွားနိုင်တယ်ဒီမှာပါပါအဲ့တော့လီဗာပူးတင်းနေတဲ့ဒါပေမဲ့တို့အနေနဲ့တိုက်စင်မူတာဂက်တွေအတွက်ဒီနှစ်နွေရာသီမှာမရခဲ့ဘူးဆိုရင်တော့မှအနာဂတ်အတွက်ဒါတို့အနေနဲ့ပြတ်မှတ်ထားခဲ့တဲ့ပြစ်မှတ်ထားနေတဲ့တိုက်စင်မှုတယောက်ရှိတယ်ဟုတ်တယ်အဲ့ဒါကဒီနေ့ညရာဒီကလေးကစတင်ပြီးပြစ်မှတ်ထားနေတဲ့တိုက်စင်မှုကိုလစ်ဗာပူးအသင်းကတော့ဆက်လက်ပြီးတော့ light အောင်မှဖြစ်တယ်လို့လည်းသိရတဲ့မှာပါပါတယ် ဲ့တော့ဒီကစားသမားတခြားသောကစားသမားမဟုတ်ဘူး Newcastle United လက်ရှိတိုက်စစ်မှုဖြစ်တဲ့ Alexander Isak ကတော့ဒါ Newcastle တို့ဒါ Liverpool အသင်းရဲ့ဒါကျွန်တော်တို့အနာဂတ်တိုက်စဟိုခေါ်ယူခြင်းနဲ့တိုက်စစ်မှုတွေကတယောက်ဖြစ်တယ်ဆိုတာကလုံးဝလုံးဝညင်းစရာမလိုဘူးဒါကလည်းလက်ရှိမှာ Liverpool မနီက Source တီကနေတရားဝင် confirm လုပ်ခဲ့တယ် လီဗာပူးသင်းတဲ့ခုလက်ရှိမှာဒါအလက်ဇနာအီဆက်ကိုဒီနှစ်မှာတော့ခေါ်ယူလို့မရဘူးဒီနှစ်နွေရာသီမှာတော့ခေါ်ယူလို့မရနိုင်ဘူးသူတို့ကသူတို့အပြည့်အဝတည်ထားပြီးသားဖြစ်တယ်။ဘာကြောင့်လဲ?ကစားသမားကိုယ်တိုင်ကလည်း Newcastle United အသင်းကို Gentleman Agreement လုပ်ထားပြီးတော့သူနေတဲ့ကစားအသင်းသားဒါကျွန်တော် Champion League ဝင်ခဲ့မယ်ဆိုရင်တော့အသင်းမှာတနည်းဆက်နေမယ်ဆိုတဲ့ပုံစံမျိုးဒါ A Gentleman Agreement လုပ်ထားခဲ့တာဖြစ်တယ်။ဒါကြောင့်မို့ဒါကျွန်တော်အလက်ဇနာအီဆက်ကဒါအပြောင်းရွှေ့သတင်းတွေညင်သွားခဲ့တာဖြစ်ပြီးသူနေတဲ့ဒီနှစ်ဒါနွေရာသီမှာတေချာတခုကသူက Newcastle United မှာပဲဆက်နေဖို့ရှိတယ်။ဒါပေမဲ့ Liverpool သင်းကတော့ဒါတစ်ဖက်ကဒါကစားသမား မားကကစားသမားရဲ့ gentleman agreement ကိုသူလဲ honor လုပ်တယ်သူနေနေတာမမဲ့ရပဲလီဗာပူးသင်္ကတာဒီနေ့မှာဒါကျွန်တော်စိတ်ဝင်စားရဆိုမှတရားဝင်ချိတ်ဆက်မှုတော်ပြုခဲ့ရလီဗာပူးမနေ့မှာလီဗာပူးအပြောင်းအရွှေ့နဲ့ပတ်သက်ပြီးလီဗာပူးကတော်တော်လေးကို sincere ဖြစ်ပြီးတော်တော်လေးကိုဒါ Michael Edwards တို့ဒါကျွန်တော်တို့လက်ရှိ Richard Hughes တို့အနေနဲ့ဒါအပြောင်းအရွှေ့မှာလုပ်တဲ့နေရာမှာတကယ်ကိုသူများအသင်းကို respect ချရတဲ့နေရာမှာပါသူများအသင်းဒါ gentleman agreement လောက်ထားအသင်းတွေတော်တော်လေးဝင်မလုပ်ဘူးအဲ့တော့ လက်ရှိမှာလီဗာပူးအသင်းအနေနဲ့အလက်ဇန္ဒားအီဆက်ကသူတို့ရဲ့အနာဂတ်ပြင်မဲ့ဆက်လက်ပြီးဖြစ်နေစေဖြစ်တဲ့ဒါလက်ရှိအီဆက်အနေနဲ့လည်းအသက်အရွယ်အဖြစ်လည်းငယ်နေသေးတဲ့အတွက်ကြောင့်မလို့လာမယ့်နှစ်တွေမှာအီဆက်ကဒါလီဗာပူးအသင်းကိုရွေးချယ်မယ်လို့လည်းလီဗာပူးအသင်းကတော့ကျွန်တော်ယုံကြည်စေဖြစ်တယ်။ဟုတ်ကဲ့အဲဘာကိုဆိုလို့ကျင်တာအဲ့တော့လီဗာပူးအသင်းနဲ့တူလက်ရှိမှာအီဆက်ကဒါကျွန်တော်တခြားသောသတင်းတွေအရဆိုရင်တော့စကားပြောမှုတယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်။အဲ့ဒါမမဲရတာကျွန်တော်တို့အလက်ဇန္ဒားအီဆက်အနေနဲ့ဒါအသင်းကချန်ပီယံလိဝင်မဝင်မသိကြသေးတဲ့ချိန်အဲ့ဒီချိန်မှာဒါကျွန်တော်အလက်ဇန္ဒားအီဆက်အနေနဲ့ဒါအာစနယ်နဲ့ကောလီဗာပူးအသင်းနဲ့ကောစကားပြောတဲ့ချိန်မှာ စားသမားအနေနဲ့ဒါကျွန်တော်လစ်ဗာပူးအသင်းကိုပြောင်းရွှေ့ဖို့အတွက်တော်တော်လေးကိုစိတ်အားထက်ကန်ခဲ့တယ်လို့သိရတယ်။ဒါပေမဲ့မထင်မှတ်ပဲနဲ့ညူကာဆယ်ယူနိုက်တက်အသင်းနဲ့နောက်ဆုံးပွဲစဉ်နေ့မှာဒါချန်ပီယံလိဝင်သွားတဲ့အတွက်ကြောင့်မလို့ကစားသမားအနေနဲ့ဒါကျွန်တော်တို့ညူကာဆယ်ကိုပေးထားတဲ့ဂရီအတိုင်းတနစ်ဆက်နေရမှာတို့ကြောင့်မလို့ဒါလစ်ဗာပူးအသင်းနဲ့ဒါကျွန်တော်ညူကာဆယ်ကိုအာအီဆက်ရဲ့အပြောင်းရွှေ့ကလည်းရက်တန်သွားခဲ့တယ်လို့ဆိုလို့ရမှာတော့ဒါပေမဲ့အီဆက်အနေနဲ့လာမယ့်ဒါကျွန်တော်ဆောင်းရသည့်အပြောင်းရွှေ့မှာဒါ ကျွန်တော်ညုကဆယ်ကထင်တယ်လို့မပေါက်ရောက်ခဲ့ဘူးဆိုရင်တော့လီဗာပူးအသင်းကိုသူ့ကိုခေါ်ယူဖို့အတွက်ကြိုးစားစီခြင်းနဲ့ဆိုတဲ့သတင်းတွေထွက်လာခဲ့တယ်။ဒါပေမဲ့ဒီနေရာမှာနည်းနည်းလေး flaw ရှိတာတခုကလီဗာပူးအသင်းကဒါကျွန်တော်ဆောင်းရသည့်အပြောင်းအရွှေ့မှာဆိုတော့တော်တော်လေးကိုဒါကျွန်တော် FG kit မှာကျွန်တော်မြင်ဘူးလားကျွန်တော်မိုင်းတာပဲ FG kit မှာဒါကျွန်တော်ဆောင်းရသည့်အပြောင်းအရွှေ့မှာအလုတ်တော်တော်လေးကိုမလုတ်တဲ့အသင်းတွေမှာပါတယ် အကဲလီဗာပူးတင်းရဲ့အလက်ဇန္ဒားအီဆက်ကိုခေါ်မယ်ဆိုရင်တော့မှလာမင်းနှစ်ကြာမှသာအလက်ဇန္ဒားအီဆက်ကိုပြန်လည်ပြီး try ပူနေထားမှာရှိအဲ့တော့ကစားသမားအခုလက်ရှိအသက်အရွယ်အပြင်25နှစ်ပြည့်တဲ့ကြောင့်မို့လားလာမင်းနှစ်ဆိုလည်း26ပဲရှိတယ်လီဗာပူးတင်းနေနဲ့တုံးမယ်ဆိုရင်တော့မှ AACC တုံးလို့ရတဲ့အနေထားမှာရှိသေးတယ်လို့ပြောလို့ရတယ်ဒါပေမဲ့အဓိကပြဿနာကအီဆက်နဲ့ဒါကျွန်တော်တို့လက်ရှိ Newcastle United နဲ့ချုပ်ထားတဲ့စာချုပ်ပဲလက်ရှိမှာဒါစာချုပ်တတန်းရာတူတဲ့3နှစ်ကြံသေးတယ်လာမင်းနှစ်ဆိုရင်တော့2နှစ်ပဲကြံမဲ့နေထားမှာရှိတယ်ယူကာဆယ်ယူနိုက်တက်ကတော့ရှင်းတယ်အီဆက်ကိုသူတို့ရဲ့အဓိကကစားသမားတယောက်နဲ့ သတ်မှတ်ပြီးတော့ဒါရောင်းမယ်ဆိုရင်တော့ပောက်ကြရဈေးလောင်းနဲ့ပဲရောင်းမှုရှိတယ်လီဗာပူးတင်းကလည်းရှင်းတယ်ဒါအကဲခုနကဘောဒီနှစ်မှာဒါလီဗာပူးတင်းကဒါစူပါလာတလုံးထပ်ပြီးတော့ဒါအရေးကြီးတဲ့စူပါလာချန်ပီယံလိပဲဖြစ်ပရီးမီယံလိပဲထပ်ပြီးရခဲ့မယ်ဆိုရင်တော့နောက်နှစ်မှာတို့အနေနဲ့ငွေသုံးဖို့အတွက်တော့ဝင်လေးမှာမဟုတ်ဘူးလို့သိရတယ်ဒါမှမဟုတ်အဲ့တော့အလက်ဇန္ဒားအီစစ်ကိုလာမယ့်နှစ်မှာလည်းဒါကျွန်တော်တို့ညူကာဆယ်ဘက်ကတန်တရာခေါ်လဲတို့ဘက်ကပေးဖို့အတွက်လုံးဝ ဝင်လေးမှာမဟုတ်ဘူးလို့သိရတယ်ဒီမှာဘာလို့လီဗာပူးအသင်းအနေနဲ့လာမယ့်ပရိသတ်တွေအနေနဲ့အိဆက်ကိုလိုချင်တယ်သူအိဆက်ကိုလိုချင်တယ်ဆိုရင်တော့လာမယ့်နွေရာဒီမှာယူကာဆယ်ယူနိုက်တက်ခြေချော်ဖို့ပဲအဓိကဆူတောင်းအောင်ဖြစ်တယ်အဲ့တော့ လက်ရှိမှာသတင်းကောင်းတစ်ခုအနေနဲ့ကျွန်တော်ပြောပါဆိုရင်အဲ့ဒါကဘာလဲဆိုတော့ Alexander Isak အနေနဲ့ Newcastle United နဲ့လက်ရှိမှာစာချုပ်တင်ချုပ်ဆိုဖို့အတွက်အစီအစဉ်မရှိဘူးဆိုတဲ့သတင်းတွေထွက်နေ။ဘာကြောင့်လဲဆိုတော့ Newcastle United အသင်းအနေနဲ့ဒီနှစ်ခြေစွမ်းပုံမှာကြည့်ပြီး Alexander Isak ကသူ့ရဲ့အနာဂတ်ပုံမှာအများကြီးဆုံးဖြတ်သွားမယ်လို့သိရတယ်မှာပါ။အဲ့တော့ Newcastle United ကအခုချိန်မှာဒါကြောင့်သိကြတယ်မှာ Champions League ဝင်တဲ့ကြောင့်မလို့ဟိုလွန်ခဲ့တဲ့နှစ်တည်းက Champions League ဝင်ခဲ့ပြီးဒါနှစ်သင်းအဲ့ပေါ်က competition နှစ်ခုမှာသူအနေနဲ့အဆင်မပြေဖြစ်ခဲ့တဲ့ movement တွေရှိခဲ့တယ်။အဲအကြောင်းမို့ဒါကျွန်တော် အီဆက်အနေနဲ့ဒါချန်ပီယံလိမှာယူကာဆယ်ယူနိုက်တက်ဘယ်လောက်ထိရောက်သွားနိုင်မလဲသူအနေနဲ့တစ်ချက်ကြည့်ပြီးတော့သူအနေနဲ့သူ့ရဲ့အနာဂတ်ပေါ်စုမူတည်ပြီးတော့ဆုံးဖြတ်အောင်မယ်လို့သိရတယ်မှာဒါဘယ်လိုပြောယူကာဆယ်ယူနိုက်တက်လက်ရှိတိုက်စုံဖြစ်တဲ့အီဆက်ကတော့ဒါကျွန်တော်တို့လီဗာပူးတင်းရဲ့လက်ရှိဒါရေရှည်ပြစ်မှတ်နေနေဖြစ်နေသေးတယ်ဒါကြောင့်မို့ဒါလီဗာပူးတင်းအနေနဲ့ဒီနှစ်နွေရာသီမှာဖတ်မိရတော့ဒီနှစ်နွေရာသီမှာတော့ဒါလီဗာပူးအသင်းအနေနဲ့ဒါတိုက်စုံမှုခေါ်ယူဖို့အတွက်တဖြည်းဖြည်းနဲ့ chances တွေနေလာခဲ့ပြီးဟူဂိုအဂတက်ကိုလီဗာပူးတင်းကစိတ်ဝင်စားတဲ့သဘောကျတယ်ဆိုတော့မှန်ပေမဲ့ဖရန့်ဖက်ရဲ့တတ်မှတ်တဲ့ဈေးကအင်မတန် က်မှတ်များလွန်းနေတဲ့အတွက်ကြောင့်မို့လစ်ဗာပူးအသင်းကတော့ဒီနေရာမှာရင်လက်လျှော့ဖို့အတွက်ပြင်ဆင်လာ။ဒါပြင်ကျွန်တော်ပြောတဲ့တခြားသောအသင်းတွေကလည်းဒီစားသမားကိုစိတ်ဝင်စားမှုတွေရှိနေတဲ့အတွက်ကြောင့်မို့လစ်ဗာပူးအသင်းနဲ့ okay သူတို့အနေနဲ့ဒီနှစ်မှာဒီအပြောင်းရွှေ့နေတဲ့တင်းတိမ်လိုက်လို့ရပြီဆိုတဲ့ပုံစံမျိုးကိုလုပ်သွားဖို့အတွက်လစ်ဗာပူးအသင်းကပြင်ဆင်နေပြီလို့အဲ့တော့လစ်ဗာပူးအသင်းပြည်သက်တွေတကယ်ပြင်ဆင်မိုက်တယ်ဗျ။ဒီနှစ်မှာ Florian Riz နောက်နှစ်မှာ Isak ဆိုရင်တော့ Florian Riz Isak ဒါကျွန်တော်တောင်ပန်နေမှာကစားသမားကောင်းနေတဲ့တူတဲ့ကျွန်တော်မစိုးလို့ပြီ။အဲ့တော့ လီဗာပူးတင်းနဲ့ခုလက်ရှိမှာတော့ကျွန်တော်တို့အယောင်ပြီးသွားပြီဆိုရင်တော့ဒါဆိုအဝယ်ပြီးသွားပြီဆိုရင်တော့အယောင်ကိစ္စရတော့ရှော့လို့ဖို့ကျွန်တော်ရှိတယ်ရောဘတ်ဆန်ကိုတော့လက်ရှိမှာလီဗာပူးတင်းကဒီနှစ်နွေရာသီမှာထွက်ခွာသွားနိုင်မယ်လို့တဖြည်းဖြည်းနဲ့ယူဆလာခဲ့ပြီးတော့သူတို့အနေနဲ့ဆီမီကက်စ်ကိုသာအသင်းမှာဆက်ထားဖို့အတွက်အကြီးအကျယ်စူးစမ်းသွားဖို့နေထားမှာရှိသွားပြီဆိုတဲ့ဒရင်ထွက်လာခဲ့တယ်အဲ့တော့ဒါလီဗာပူးတင်းကပထမထင်ထားခဲ့တဲ့ဆီမီကက်စ်ကိုသူတို့ကရောင်းပြီးရောဘတ်ဆန်ကိုဒုတိယနေရာပို့မယ်ပထမနေရာမှာဒါမီလိုကရာကက်စ်ရောက်မယ်ထင်ထားခဲ့ပြီအခုလက်ရှိပြောင်းရဖြစ်သွားခဲ့တယ်မီလိုကရာကက်စ်ဝင်မယ်ဆီမီကက်စ်ကဒုတိယနေရာပါဆက်လက်ပြီးရှိပြီးတော့ရောဘတ်ဆန်ကအခုလက်ရှိမှာဒါအသ လက်တီကိုမက်ထရစ်ကိုပြောင်းဖို့အတွက်ရေဘန်းစားနေပြီကစားသမားကိုတိုင်းကလည်းခေါင်းညိနေပြီအခုလက်ရှိကြားတော့ကတာကြောင့်လစ်ဗာပူးတင်းနဲ့အက်တလက်တီကိုမက်ထရစ်တို့နှစ်ယောက်ခေါင်းညိဆိုင်ပြီးတော့ဒီပြောင်းရွှေ့အတွက်လည်းဆွေးနွေးနေပြီလို့သိရတယ်ဒီမှာပါပါတယ်အဲ့တော့လက်ရှိမှာဒါလစ်ဗာပူးတင်းရဲ့အပြောင်းရွှေ့မှာဒါတိတလောက်ကဂျရက်ခွန်ဇာကူတဲ့လီဗာကူစင်းဒါ ဘဒူးကျွန်တော်ဒါ every tag ကလိုရှိနေပြီးတော့ Jerequenser ကိုတော့လက်ရှိ Liverpool တင်းနေတာ Euro 340တက်မှတ်ထားတဲ့အတွက်ကြောင့် Liverpoolsin ဈေးများတဲ့အတွက်လက်ရှိမှာတော့စိတ်ဝင်စားပေမဲ့မခေါ်နိုင်သေးဘူးလို့သိရတော့ Liverpool တင်းနေလက်ရှိမှာအထွတ်မှာ Tottenham ကစားသမားတွေရှိတယ်။ Darwin Nunez, Diego Jota, Kola Hala, Luis Diaz ကိုလည်းခုလက်ရှိတင်းဒီ Barcelona ကမလျှော့သေးဘူး။တရင်းတွေကတော့အမျိုးမျိုးထွက်နေသေးဖြစ်တယ်လို့ပြောလို့ရတယ်ဒီမှာပါတော့ Liverpool တင်းနေလက်ရှိမှာဒါကျွန်တော်အဝယ်ပြီးသွားရင်တော့အယောင်တရင်းတွေတောက်လျှောက်ထွက်လာဖို့ရှိတယ်။တရင်းတွေကအများကြီးအများကြီးလက်တက်လာဖို့ရှိတယ်။အဲဒီပုံမှာ Modi ကျွန်တော်အနေနဲ့ average တရင်းတွေကိုလည်းဆက်လက်ပြီးတော့တင်ဆက်ပေးပါ တော့လက်ရှိမှာဒါကြောင့်နောက်ဆုံးသတင်းရဆိုတော့မီလိုကရာကက်စကာတာအပြောင်းရွှေ့ကပေါင်ပန်း40လို့လည်းဆိုထားပါတယ်ဒါပေမဲ့အတိကျတော့ဖာဘီဇီရိုမာနိုတို့ဒေးဗစ်ကော့စတင်တို့ထပ်တင်မှာပဲလက်ရှိမှာနောက်ဆုံးဒါတစ်ဖက်ကဘုံမောက်ဘက်ကလက်ခံတရားတဲ့ဇီကာတော့ဒါကြောင့်ပေါင်တန်း40လို့ဒါကြောင့်လက်ရှိမှာ သတင်းတွေအရရေးသားနေတာတော့တောက်လျှောက်တွေ့ဆုံနေရဖြစ်တယ်အဲ့တော့ဒီလောက်ပါပဲအားလုံးပဲကြည့်ဦးတမရတယ်အဲ့တော့ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0တို့နဲ့ tv4 ယူတို့မှာကျင်းလို့ဆိုတာပေါအောင်ကူညီလို့ရပါတယ်မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်အောက်က company တွေမှာလည်း youth sport media 3.0ဆိုတဲ့ tv4 ယူတို့မှာကျင်းလို့ဆိုတာပေါအောင်ကူညီလို့ရပါတယ်မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျအောက်က company တွေမှာလည်း youth sport media 3.0ဆိုတဲ့ tv4 ယူရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မတ်စွာကူညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကိုလည်း like and subscribe လို့ကျွန်တော်အားပေးလို့ရပါရမြန်မာပြည်လည်းကလစ်ဖို့မမေ့ ြပါနဲ့ဟုမြန်မြန်ကလစ်မှာမြန်မြန်နိုင်ငံဖြစ်ပါတယ်အားလုံးမကြွတူပါနဲ့ကောင်းမွန်တော်ဒီနေ့ဖြစ်ပါစုမုံအောင်တောင်းပြီးနေပဲကျွန်တော်တို့နောက်မှာပဲ AAC တူကြတာပေါ့ဒီပေါ်ဗျ